ွေးကောက်ပွဲနီးလာချိန်မှာမြန်မာနိုင်ငံရေးဟာအလှုပ်ရမ်းများလာပါတယ်။တစ်ချိန်တည်းမှာတန်းနဲ့ချီတဲ့ပြည်သူတွေဟာရေဘေးဒဏ်တင့်နေပါတယ်။သူတို့အတွက်ရေးတကြီးလိုအပ်နေတာက ပြန်လည်ထူထောင်ရေးပါ။တစ်ဖက်မှာတော့ရွေးကောက်ပွဲကကတ်လာပါပြီ။လက်ရှိကြုံတွေ့နေရတဲ့ရေဘေးဟာရွေးကောက်ပွဲပေါ်ဘလို့တက်ရောက်မှုရှိမလဲ။နိုင်ငံပါတီတွေကိုယ်စားလှယ်လောင်းတွေပေါ်ဘလို့တက်ရောက်မှုရှိမလဲ။ဒီကြောင်းတွေကိုဒီကနေ့ဘကော ရွေးကောက်ပွဲအထူးစီစဉ်တပိတ်ဖြစ်ဆွေးနွေးမှာပါကျွန်တော်ကမျိုးသားထပ်ပါ ဒီ BBB တပိတ်စီစဉ်ကကြိုးဆိုရတယ်နိုင်ငံလုံးခြီးပြီးတော့ရေးပေးတင်နေတယ်ပြည်သူတန်းနဲ့ခြီးပြီးတော့ဒုက္ခရောက်နေကြတယ်ဒီအချိန်မှာရွေးကောက်ပွဲကျင်းပတော့မယ်ဒီရေးပေးကြောင့်ရွေးကောက်ပွဲပေါ်ဘာတွေတက်ရောက်မှုတွေရှိလာနိုင်မလဲကိုယ်စားလောင်းနေနိုင်ငံရေးပါတီတွေကိုဘာတွေတက်ရောက်မှုရှိသွားမလဲဒီကြောင့်နေကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပေးတဲ့ကိုဥဆောင်ဆွေးနွေးသူလေးဦးနဲ့မိတ်ဆက်ပေးလို့ပါတယ်ကျွန်တော်ရဲ့ညာဘက်ကပြည်အောင်ကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဗကိုးမျိုးနယ်အတွင်းမှဦးဝင်းမြင့်အောင်ဖြစ်ပါတယ်ဒီဘက်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဥမျိုးဦးဖြစ်ပါတယ်။ညာဘက်ကပုံကကတော့တိုင်းသားစီလုံးညီညွတ်ပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်နိုင်စွေဖြစ်ပါတယ်။ဘယ်ဘက်ကပုံကကတော့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့မဟာမိတ်တောင်လယ်သမားပါတီဥက္ကဋ္ဌဦးစန်းလင်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။လက်ရှိမှာရေပေးတင်နေတဲ့ပြည်သူကတန်းနဲ့ချီပြီးရှိတယ်။ဒီအချိန်မှာပြန်လည်ထူထောင်ရေးအရေးကြီးလိုအပ်နေတယ်။အဲ့တော့ရွေးကောက်ပွဲအပေါ်ကိုဘာတွေတက်ရောက်မှုရှိသွားနိုင်လဲ ကျွန်တော်အနေနဲ့ပြောပြရရင်တော့အားလုံးပေါင်းအခုရေပေးသင့်ပြည်သူကကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရလဲဆိုရင်2%လောက်ရှိတယ်ပေါ့2%လောက်ဆိုတော့နောက်ပြီးတော့လူကြီးရဲ့200ခန်းလောက်ရေပေးသင့်ပြည်တယ်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ကလည်းအခုလည်းလောလောဆယ်လည်းဖြစ်နေတဲ့ဟာတွေကိုလည်းလောလောဆယ်ကူညီနေတယ်နောက်ပြီးရင်လည်းတို့ပြန်လည်ထူထောင်ရေးတွေကိုလည်းအစိုးရကလည်းအားလုံးလုံလောက်အောင်လုပ်ပေးထားမယ်လို့ပြန်လည်ထူထောင်ရေးကအရေးကြီးနေတယ်နော်ဟုတ်ကဲ့ယုံကြည်တယ်ဒါကြောင့်မလို့ဒါတို့လည်းရေပေါင်း60ကျော်လောက်မှာဘာပဲဖြစ်ဖြစ်အမိတော့ လုံပေးနိုင်မယ်ထင်လို့ဒီဥစ္စာကတော့ဒီရေဘေးနဲ့ပတ်သက်ပြီးတော့နှစ်လလောက်တဲ့မူလအစီအစဉ်ပြန်ရောက်နိုင်ပါမလားသေသောစေအကုန်လုံးတော့ပဲပြန်ရောက်နိုင်မယ်ဒါပေမဲ့လည်းဒီရွေးကောက်ပွဲကိုတော့အဲ့လောက်ကြီးတော့မထိခိုက်နိုင်တော့ဘူးလို့ယူဆတယ်မြို့တော်ကဒေသတွေဆင်းပြီးတော့ရေဘေးကုညီကယ်ဆယ်တွေလုပ်နေတယ်လုပ်နေဆိုတော့မက်ဆန်နန်ပြည်သူတွေဒုက္ခရောက်နေတဲ့ရေဘေးတင်တွေမက်ဆန်နန်ပြည်သူတွေတွေ့ရခါသူတို့ဒီရွေးကောက်ပွဲကိုစိတ်ဝင်စားသေးရလားအမှန်တကယ်ပြောမယ်ဆိုရင်တော့အခုရွေးကောက်ပွဲ အကျိုကာလတွေမှာကျွန်တော်တို့မဲစင်းစစ်တဲ့အခါမှာပြည်သူလူထုရဲ့စိတ်ပါဝင်စားမှုကအတော်နဲ့တာကျွန်တော်တို့သို့တော်လည်းကျွန်တော်တို့ကိုယ်စလေလောင်းနေစီမဲစင်းမှာသူတို့နာမည်ပါပါမှာပါပါဘီယူမဆိုင်ဘီယူမဆိုင်ဘူးအဲ့တော့ပါတီတွေကကျွန်တော်တို့ကဟလာလှုပ်ဆောင်မှုတွေအများကြီးလုပ်ရပါတယ်တော်တော်လုပ်တော်တော်လုပ်ရတယ်အဲ့ဒီကာလမှာကျွန်တော်တို့ရွေးကောက်ပွဲကိုယ်စလေတွေကိုယ်စလေလောင်းတွေရွေးချယ်တဲ့အခါမှာတော့ပြန်ဆိုင်မှုတွေပြင်းထန်လာတော့တွေ့ရတယ်အဲ့ဒီကာလမှာပဲကျွန်တော်တို့ကဒီဇူလိုင်လလေလောက်မှာဒီရေပေးဖြစ်လာတာပေါ့နော်ဒီအတွက်ကတော့ တစုံတရာထိခိုက်မှုမရှိဘူးလားဆိုတော့ရှိနိုင်ပါတယ်ရုပ်ောက်ပွဲအတွက်သို့တော်လည်းကျွန်တော်တို့ကအခုရက်ကျွန်တော်မေကုံးကဒီ message ပြည်သူတွေရေးပေးတင်နေတဲ့ message ပြည်သူတွေကစိတ်ဝင်စားရလားရုပ်ောက်ပွဲတော့အဲစိတ်ဝင်စားမှုကတော့အခုချိန်ကတော့နည်းနည်းတော့ရော့နေရော့ကြတယ်ငကုံးကတော့ရော့နေတာဒါပေမဲ့ရေးပေးဖြစ်လိုက်တော့ကျွန်တော်တို့လူတို့ရဲ့ဒီစိတ်နေသဘောထားကသူကနီးလာတဲ့အခါကျလို့ရှိရင်တော့သူကစိတ်ဝင်စားမှုများလာမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အခုဆိုလို့ရှိရင်ရေးပေးရအထိုက်တင်ကြလာပြီကြလာတဲ့အခါကျတော့ထူထောင်ရေးတွေကို ျွန်တော်တို့တရားလို့ရမယ်အခုအစိုးရကလည်းလုပ်နေတာကျွန်တော်တို့တွေ့ရတယ်ကြတယ်ကပုဂိုးမှာကြတာဖြစ်မယ်နော်တခြားရေတိုင်းမှာဆိုတချို့တွေသားရဲ့ဆိုရေရတိုးနေတော့မယ်အဲကျွန်တော်တို့အခုနောက်ဆုံးတင်းနေတဲ့အနေအထားကြည့်ရင်တော့ဟာလာတိုင်းနယ်ပြည်နယ်၁၂ခုမှာပေါ့လေအချို့လောက်မှာပဲရေရတက်နေတာမျိုးတွေ့ရတာပေါ့လေရေကျလာတာတွေ့ရပါနောက်တစ်ခုက NLD ပါတီရီရွေးကောက်ပွဲရွှေ့ဖို့မရွှေ့ဘူးဘာမှမပြောဘူးနော်ဒီတိုင်းပဲဒီချက်ပဲဒီအချင်းစရာတိုင်းပဲယူကောက်ပဲဆက်သွားဖို့သဘောတူတယ်ပေါ့ကျွန်တော်တို့ပါတီကတော့ဒါပါတီပြောရေးဆိုခွင့်ရှိသူတော့မဟုတ်ဘူးပေါ့လေ ို့တော့ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုအခုအချိန်စရာအတိုင်းဖြစ်စေခြင်းတယ်ဖြစ်စေခြင်းတဲ့သဘောကလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုလူတို့ဒုက္ခရောက်နေဆိုတော့ကျွန်တော်တို့သိတယ်အဲ့ဒီလူတို့ရဲ့ဒုက္ခရောက်နေတာကိုကယ်တင်ဖို့ပေါ့ဗျာဟာလာပြန်လဲထူတော်မြေလှုပ်ဖို့ဆိုလို့ချင်းအစိုးရပြောင်းလဲသွားတဲ့အခါမှာဒီတဲ့ပို့ပြီးတော့လှုပ်ပေးနိုင်မလို့ယူဆတယ်ကျွန်တော်တို့ကဒါမှမဟုတ်ရွှေ့မယ်ဆိုရင်တော့မဟုတ်ပေါ့လေဟာလာကျွန်တော်တို့ပြင်ဆင်ဖို့အတွက်လာတလာတော့ဘယ်လောက်ရွှေ့မယ်ဆိုရင်ရတယ်ဒါပေမဲ့ကျွန်တော်တို့အခြေခံဥပဒေကပြတ်ထန်းထားတဲ့တွတ်တော်ခေါ်ယူရမယ့်အခြေအနေနဲ့အစိုးရ အပြောင်းလဲလောက်ရမယ့်အချိန်ကာလတွေကိုတော့ဟုတ်လားမွှေ့သေးဘူးကျွန်တော်ကျေးဇူးတင်ပါဥက္ကနဲ့ဆွေကိုမေးခြင်းနဲ့ရေဘေးကပြန်တိုင်း12ခုမှာတရားမှုရှိတယ်နိုင်ငံရဲ့တဝက်အေရီးယားတဝက်ကျော်ကျော်တော့ကရေဘေးထိနေတယ်တချို့ကြေးရွာတွေဆိုရွာလုံးကျွတ်ပျောက်သွားတယ်ရွာလုံးကျွတ်နုံနေဖုံးသွားတယ်အဲ့ဒီနေရာတွေမှာမဲဆန္ဒနဲ့တတ်မှတ်ပြီးရွက်ကောက်ပေါ့ပြန်လှုပ်ဖို့ဆိုတာအင်တန်ခက်ခဲမယ်လို့ယူဆတယ်ဒီမဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေမဲဆန္ဒတွေအပြောင်းလဲဖြစ်သွားနိုင်တယ် မဆန္ဒရှင်မဆန္ဒရှင်တွေနဲ့အပြောင်းလဲဆိုတာကလက်ရှိအစိုးရနေပြီးတော့ဒီနေမီတွေတတ်မှတ်ထားတာပေါ်ပါပဲမူတည်ပါတယ်။သို့တော့ကျွန်တော်တို့အဲ့ဒီနေရာမှာဘာသွားတွေ့ရမလဲဆိုတော့ရက်ကြီးမေးုံဒီမှာကတ်ထားတဲ့စီးရင်ဆိုရင်တော့မြို့နယ်ကော်မရှင်မှာသူလက်ကြံကြံပါလိမ့်မယ်။တချို့ဒေသတွေမှာဆိုရင်မြို့နယ်ဒေတောင်ပါတယ်လို့ကြားရတဲ့အတွက်အဲ့ဒီမှာမဲစင်းဒီမှာပျောက်သွားမလားဆိုတာလည်းတခုစိုးရိမ်ပါပြီ။ဆေးရတယ်မှာ။ဒီဘက်ကဦးဆန်းလင်းကိုမေးချင်ပါတယ်။ရေပေးချောင်းဒုက္ခအရောက်ဆုံးကတော့လေသမားတွေပဲ။ရေမြုပ်တယ်ဧကတသိန်းခွဲ 15သိန်းတော့မြုပ်တယ်9သိန်းတော့ကတော့လုံးဝပြတ်သွားတယ်အခုတို့အရေးပေါ်လိုနေတာကမျိုးစဘာရဖို့ဒီလေဒီမှာပြန်ဆိုင်ဖို့လယ်သမားတွေဘယ်လောက်ဒုက္ခရောက်နေလဲမဲဆန္ဒကျွန်တော်တို့ရွေးဖို့အတွက်အချိန်ကာလအပြည့်သူတို့ကဟိုမျှော်မှန်းထားတော့လဲပဲအခုလိုပြုံးလို့ရေးပေးဒုက္ခကြုံလိုက်တဲ့အပေါ်မှာကျွန်တော်တို့ဒီမဲထည့်ဖို့ကိစ္စတွေသူတို့မဲတပြားတံမိုးရှိတယ်ဆိုတော့အသည့်တွေကအကုန်လုံးပျောက်ပြီးတော့မှသူတို့ရဲ့မိသားစုစာဝန်ရေးကိစ္စတွေအပေါ်မှာပဲ သူတို့တော်တော်လေးပြန်လုံမန်းနေရတဲ့အတိုင်းသာပြစ်သွားတယ်။သူတို့အသက်ရှင်ရင်းနဲ့ပြန်လဲထူထောင်ရေးဘက်ကိုသူတို့အားတန်နေကြတယ်ရွေးကောက်ပွဲဝင်တဲ့အာအယုံဆိုင်မှုညော့သွားတယ်။အဲ့တော့ဦးစန်းလင်းတို့ပါတီကမဟာမိတ်တောင်လမြများပါတီဆိုတောင်လမအရေးကိုဦးစားပေးလုံးမဲ့ပုံရှိရလို့ကျွန်တော်ယူဆတယ်လေ။အဲ့သူတို့ဘာစကားပြောလဲ။အားပေးလား။ဟုတ်ကဲ့ကျွန်တော်တို့ကဒီမြေယာဥပဒေနဲ့ပတ်သက်ပြီးတော့ဗောနော်2000ဆနစ်မြေယာဥပဒေကြောင့်သူတို့မှမြေသိမ်းရသိမ်းခံရတာတွေ ုံစံတစ်လျှောက်တယ်ပုံစံနှစ်ကပြန်ထွက်လာဒါဟိုဘက် ကကိစ္စကြီးပြောနေဟုတ်လောလောဆယ်သူတို့ရေဘေးချုံနေရတယ်သူတို့ဘာစကားပြောလဲသူတို့ကိုကြတော့ကျွန်တော်တို့လည်းအတိုင်းနိုင်တော့ကူညီမယ်နော်အစိုးရကဒီကိစ္စတွေမှာပြန်လည်ထူထောင်ရင်တကယ်ရောပြောရအစိုးရကပို့ပြီးတော့မှဟိုအားဆိုင်ပေးမှရမယ်ဆိုတာကိုကျွန်တော်တို့ကလည်းပဲဟိုအစိုးရကိုပါတိုက်တွန်းလို့ ਨੇ ကျွန်တော်တို့ပြောပြီးမှကူညီဆောင်ရပေးမယ်လို့ကျွန်တော်တို့ပြောခဲ့ပါအစိုးရကိုတွန်းအားပေးနေတာပါဟုတ်ကဲ့လက်ရှိပြည်ခိုင်မျိုးပြပါတီရဲ့ခေါင်းဆောင်မှအပြောင်းလဲကြောင်လေကျွန်တော်တို့သတိထားမိတာတော့ဒေါက်ဆန်းစုကြည်ရဲ့ ရှမ်းပြည်သွားမယ်ခီးစဉ်တော့မှခဏဆိုင်းငန်းလိုက်တာပေါ့နော်ရက်လိုက်တာပေါ့ဆိုတော့ဒါရီယာရောဒီလက်ရှိနိုင်ငံအခင်းချင်းမှာဒီပါတီကောင်းဆောင်အပြောင်းလဲရတက်ရောက်မှုတွေရှိနေလားအဲကျွန်တော်တို့ကတော့ဒါဟိုစောင့်ကြည့်နေတာပေါ့လေအဲတခြားပါတီပါဖြစ်နေတဲ့ခေါင်းဆောင်အပြောင်းလဲဖြစ်တဲ့အခါကျတော့ဟိုဝေဖန်မှုကတော့ဝင်လို့တော့မကောင်းဘူးသို့တော့ကျွန်တော်တို့ကခုဆက်ရှိရနေဆိုတော့တော်တော်ပြန်ခေါ်ထားတယ်ဟုတ်လားဒါလည်းကျွန်တော်ကခုခုထိပေါ့ဒါကျွန်တော်တို့တော်တော်ခေါ်ယူမှုကရွှေ့ဆိုင်းသွားမလား ဒါကျွန်တော်တို့ကတော့စိုးရိမ်မှုရှိပါတယ်ဘာလို့လဲဒီအာတာယာပါတီထဲမှာဖြစ်ပျက်တဲ့အရေးကြီးတဲ့ဖြစ်စဉ်တွေဟာတိုင်းပြည်လုံးအတွက်ကိုဒီရွက်ောက်ပွဲအတွက်ကိုနောက်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက်ကိုပေါ့လေဖြစ်ခိုင်ပါတော့ကျွန်တော်တို့ကစိုးရိမ်မှုရှိပါတယ်ဟုတ်ကဲ့ခုနရွက်ောက်ပွဲကတလားလောက်ရွှေ့မယ်ဆိုလဲရွှေ့လို့ရတယ်ပေါ့နော်လက်ရှိအချိန်စရာအတိုင်းနဲ့ဆိုရင်ရွှေ့လို့ရတယ်ရွှေ့လို့ရတယ်ဆိုတကယ်ရောရွှေ့လိုက်တယ်လားကျွန်တော်ကတော့ဒါတန်းနဲ့ချီပြီးတော့မေဆန်နာရှင်ပြည်သူတွေရေပေးတန်းတင့်နေတချို့ဒေတာတွေကတော်တော်ဆိုးဆိုးဝါးကိုကျွန်တော်တို့မြင်သိကြားနေရတာပေါ့ ဒီအခြေအနေတွေကိုဒီရက်ပိုင်းမှာလုပ်ဖို့ခက်ခဲမယ်လို့တော့ကျွန်တော်ယူဆတယ်။ရွှေ့ပြလိုက်ရင်တော့ပို့ပြီးတော့ဒီလူထုစိတ်ဝင်စားဖို့ပို့အားကောင်းလာမလားလို့တော့ကျွန်တော်ကယူဆပါတယ်။တနင်္ဂနွေလုံးမှာရွှေ့ရင်တော့မာရေဘေးတင်ဒေတာအပိုင်းခြားတစ်ခုပေါ့မာနိုင်ငံတော်သမ္မတထုတ်ပြန်ကြေညာထားချက်ရဆိုပြင်းတိုင်း၄ခုမှာဟုတ်ကဲ့ပါဒီအရေးပေါ်အခြေအနေကြေညာတာဆိုအဲ့လိုနေရာတွေမှာစဉ်းစားပြီးရွှေ့လို့ရမှာပြေးတဲ့ထက်ရလဲဝင်ဆွေးနွေးရအောင်ကျွန်တော်တို့ခုနကပြောတဲ့တမ်းမျိုးမထိခိုက်ဘူးဆိုရင်ပေါ့လေအာနာလွဲပြောင်းရင်းနဲ့တော်တော်ကိုခေါ်ယူရေကိုမထိခိုက်ဘူးဆိုရင် ဖြစ်မယ်ဆိုရင်လည်းဒါဖြစ်ပါကျွန်တော်တို့ဆက်ဆွေးနွေးပါမယ်ပြည်သက်တွေကလောလောဆယ်နှစ်ယောက်ကိုအလှည့်ပေးပါအောင်မယ်ဒီခုဖြစ်ပေါ်လာတဲ့ရည်ကြီးလျံမှုကိစ္စကျွန်တော်တိတ်တာတဲ့စာလို့ရှိရင်ပုံမနဲ့ရှိုင်းတော့အတော့ဝင်နေစရာကောင်းတဲ့ကိစ္စကျွန်တော်ဟာခါကိုရောက်သွားတည်တယ်ဟာခါကိုရောက်ပြီးတော့ဟာခါတာမန်ချင်းဒီမှာတော့မှတင်းတဲ့တင်းတာမနေသွားရတယ်အခုမြေပြိုတဲ့ကိစ္စရနေဆိုလို့ရှိရင်ဘလို့မှမဟုတ်နေနိုင်အဲ့ဒီအချိန်မှာသူတို့ရဲ့အာယုံကသူတို့ရဲ့စောင့်ဝင်နေရဲ့တက်ရှင်ရတည်ရဲ့ဒါပဲရှိတယ် အဲ့လိုအခြေအနေမျိုးကနေပြီးတော့သူတို့ရဲ့ကိုယ်စားလှောင်းကိုဘယ်လိုလုပ်ရွေးမလဲရွေးလိုက်တဲ့ result ကတိုင်းပြည်ကိုကျိုးရှော်ရတဲ့ဒိစာမျိုးဖြစ်နိုင်သလားဒီတမအဲ့တော့ရွေးကောက်ပွဲရက်ကိုရွေးကောက်ပွဲကိုအဲ့ဒီရည်ကြီးလျှံတဲ့အတူမျောလိုက်ဖို့ကောင်းတယ်မကျင်းပါနဲ့မကျင်းပါနဲ့ဒီနေထားနဲ့မကျင်းပါနဲ့ဒီတမဒီကအခုပြတတိုင်းပြည်လုံးမှာကွန်ပျူတာထဲလည်းပြောပြီကျွန်တော်တို့ရေပေးတဲ့နေရာတွေကတော်တော်များများလေးခြုံတွေ့နေရတယ်အဲ့တော့ကျွန်တော်တူတဲ့အနေနဲ့မဲဆန္ဒရှင်ပြည်သူတယောက်အနေနဲ့ မဲဆင်းကိုတော့ကြီးဖို့အတွက်စိတ်ဝင်စားမှုအားနည်းနေတဲ့အချိန်မှာကျွန်တော်အတူတည်းအနေနဲ့မဲဆန္ဒရွက်ကောက်ပွဲကျင်းပဖို့အတွက်ကိုဒါရေပင်းတဲ့နေရာတွေကိုရွှေ့ဆိုင်တယ်အဲ့မှာတစ်ဖက်ကယူစီအနေနဲ့ပြန်လဲစဉ်းစားတဲ့အခါမှာလဲကျွန်တော်တဘာဘေးအနေနဲ့ပေါ်ပေါက်တဲ့နေရာတွေမှာဒါတွေနဲ့ပတ်သက်ပြီးတော့ရွှေ့ဆိုင်လို့ရတဲ့အချိန်နေအဲ့လိုရွှေ့ဆိုင်တဲ့အခါမှာကျွန်တော်တို့ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွှေဆိုင်တာမျိုးမဟုတ်ဘဲနဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီးတော့မဲဆန္ဒဆွဲနေရာတွေကိုစီယုံတဲ့နေရာမှာတယောက်နဲ့တယောက်ပြဿနာမဖြစ်အောင်ကိုယ့်ရဲ့ contact လေးလောက်တာလို့ကျွန်တော်အဲ့ဒါလေးသိရတယ် အဲ့လိုပဲဒီရွေးကောက်ပွဲကိုရွှေ့ဆိုင်နိုင်ဖို့တကသက်ဆိုင်ရာပါတီတွေအနေနဲ့နိုဝင်ဘာလ10ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲကိုပဲအဓိကဆောင်းမပေးမဲနဲ့ကျွန်တော်တို့ဒီရေပဲတဲ့ပြည်သူဒီရွေးကောက်ပွဲမှာမဲပေးတာရွေးကောက်ပွဲကျင်းပရင်အခက်အခဲရှိနိုင်တာတွေကိုအားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ဒါကတော့ရွှေ့ပြောင်းတင့်တယ်ဆိုတဲ့ဟာကိုပြောင်းစုရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဆောင်ရွက်ပြီးတောင်းဆိုတင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကော်မရှင်နဲ့ကိုယ်စားလှောင်းနေနိုင်ငံပါတီတွေဆွေးနွေးတင့်တယ်လို့ပြောတယ် ဒီမှာ Facebook ကမေးခွန်းလေးတစ်ခုလည်းကျွန်တော်ဖတ်ပြခြင်းပါတယ်အဲ့တော့မဟာစနပုတ်ဆိုတဲ့နာမည်နဲ့ကြီးလာတဲ့သူကဘာမေးထားလဲဆိုတော့ရေဘေးသင့်ပြည်သူတွေမဲဆင်းဘလောက်မှန်နိုင်တော့မလဲတဲ့သူတို့မဲထဲဖို့စိတ်ဝင်စားပါမလားတဲ့ဆိုတော့ဦးစန်းလင်းစဖြစ်အကောင်းမထင်ဘူးအခုရေဘေးသင့်ပြည်သူတွေအနေနဲ့ဟိုမဖြစ်မနေမို့လို့မဲပေးကောင်းပေးလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့အဖြေကမမှန်နိုင်ဘူးကိုယ်တည်းလေတည်းရဲ့ အရေးအချင်းအရေးအသွေးဘလောက်အတိုင်းလာလို့သူတို့အားကိုးလောက်တယ်ဆိုတာကိုသူတို့ပိုင်ပိုင်နိုင်နိုင်နဲ့ဆုံးဖြတ်ချက်ချနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မမှန်နိုင်ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဦးအောင်နိုင်ဆွေကျွန်တော်တိုင်းပြည်မှာရှိတဲ့ပြည်သူပြည်သားတွေဟာနိုင်ငံရေးအသည့်တရားမှာဒါအနေနေပါသေးတယ်။နိုင်ငံရေးအသည့်တရားနေလားမနေလားဆိုတော့ပြည်သက်မေးပါရမယ်။နိုင်ငံရေးအသည့်တရားနေလားမသိအဲ့ဒါတော့ကျွန်တော်ကကပ်ပါနည်းပါနည်းပါအဲ့တော့ကျွန်တော်ဆိုလိုတာနိုင်ငံရေးအသီးတရားနည်းတယ်ဆိုတဲ့နေရာမှာညာတော့အဖြစ်မှာမဲပေးတဲ့နေရာမှာ တော့မှမဲပေးမှုမှန်ကန်မပေးနိုင်တာကိုဆိုလိုရင်းဖြစ်ပါတယ်ဒီမဲပေးတဲ့မဲပေးဖို့အတွက်လည်းအခုမိမိဘဝဒုက္ခရောက်နေတာတဲ့စလို့ရှိရင်မဲပေးဖို့ဆိုတာသူဒုတိယဦးစားပေးတော့ပဲသူတို့မှာစိတ်ဆန္ဒတွေမှာရှိကောင်းရှိနေပါတယ်သူတို့ပြန်လဲထူထောင်ရေးပို့ပြီးတော့ဦးစားပေးနေရပါတယ်ဦးဝင်းမြောင်ဟုတ်ဟုတ်ကျွန်တော်ကတော့မဲပေးရမယ့်ရက်ကလည်းတရက်တည်း၄၅၀ရက်ပေးရမှာလည်းမဟုတ်ဘူးနောက်ပြီးတော့လည်းအဲ့ဒီမှာအဲ့ဒီမှာမဲစင်းပါတွေမပါတာတွေကြံတဲ့ပြန်လဲထူထောင်ရေးကိစ္စတွေကအဲ့ဒီမှာရှိတဲ့တာဝန်ရှိသူတွေကအတတ်နိုင်ဆုံး သူတို့အဆင်ပြေအောင်ဆောင်ရွက်ပေးကြမှာပါဆောင်ရွက်ပေးမယ်လို့လည်းဒီဆိုရအောင်ကျွန်တော်ယုံကြည်တယ်အခုကကျွန်တော်တို့ကရွေးကောက်ပွဲရဲ့ရှစ်ရက်ကအဟိုးအရင်တည်းကကျွန်တော်တို့တတ်မှတ်ထားလားရေးပေးဖြစ်မှတတ်မှတ်ထားလားမဟုတ်မဟုတ်ဖြစ်တယ်ဒါကြောင့်မလို့အခုဒီကြားထဲမှာမှာရေးဖို့ရေးပေးဖြစ်သွားတာဖြစ်တယ်ဒါကြောင့်မလို့သူကတော့ဒီသတ်မှတ်ထားတဲ့ရက်တိုင်းပဲကျင်းပလို့လည်းအဆင်ပြေမှာဖြစ်တယ်ကျွန်တော်ဥမျိုးလက်ခံလားရေးပေးရွေးကောက်ပွဲမဲပေးရမှာတည်ရတဲ့ကိစ္စမရှိတကယ်လို့တိတ်ခက်ခဲတဲ့နေရာပေါ့ဆိုလို့ရှိရင်ဟလာအပိုင်းလိုက်ပဲဖြစ်ပြီပေါ့ရွှေ့ဆိုင်မယ်ဆိုရွှေ့ဆိုင်လို့ရတယ် နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီမှာတပြိုင်တည်းလှုပ်သွားဖို့လို့ကျွန်တော်ကလိုအပ်မယ်လို့ထင်ပါတယ်ပြန်လဲနေရာချထားရေးတွေခုနပြန်လဲထူထောင်ရေးတွေခုနလိုအပ်နေဆိုတဲ့လေသဘာတွေရဲ့မျိုးစဘာတို့ဒါကိုတကယ်တမ်းကြာရင်ကျွန်တော်တို့မှာရံပုံငွေတွေရှိပါတယ်ဒါကိုထိထိမိမိပေါ့တည်တည်ချာချာမှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ဖို့တော့အစိုးရစီမံခန့်ခွဲမှုတော့လိုအပ်ပါတပြိုင်တည်းလှုပ်တပြိုင်တည်းဒီလိုပဲကျွန်တော်တို့ခုတက်တော့ဆက်ချက်နေစတဲ့အခါမှာလွတ်တော်မှာလဲဒါကိုတွန်းအပ်ပေးဖို့လို့လိုအပ်မယ်လို့ကျွန်တော်ယူဆပါတယ်ပြန်ပါလားဦးဝင်းမျိုးအလှည့်ပေးလို့ရပါနိုင်ငံရေးဒီသူရဲ့နိုင်ငံရေးအသိကြီးကြီးနေလားမနေလားဦးဝင်းမျိုးဆွေးနွေးလို့ရပါ ပြည်သူလူထုကလုံးဝအဆင့်တန်းမနေကြဘူးအဆင့်တန်းစားပါဗျာနိုင်ငံရေးအတိအမြင်အဆင့်တန်းနိုင်ငံရေးအတိအမြင်အဆင့်တန်းမနေကြဘူးစီးပွားရေးအဆင့်တန်းကတော့နေကြနေပါတယ်ရေကောက်ပွဲစနစ်ကိုကြည့်ပြီးတော့ပါတီကိုဂရုမစိုက်တော့ကိုယ်နိုင်ငံရေးကိုလုပ်မယ်ကိုယ်နယ်မြေကိုဘယ်သူကိုစားပြုမယ်ဆိုတဲ့ကိုယ်စလဲကိုဂရုစိုက်ပြီးရွေးပါနောက်တစ်ခုကပြီးခဲ့တဲ့လ16ရက်တည်းကဥတည်ကိုမေးဘူးတယ် ီပြဿနာတွေကရွေးကောက်ပွဲ3လလောက်ချွေးစေ노တဲ့ကျွန်တော်တို့ချွေးစေချင်တာကမေသနာမပါဘူးပါတယ်နဲ့ညင်းနေအာနာကြီးပဲမက်နေတယ်ကိုယ်စလဲတွေပါတီတွေပဲများတယ်ဒီအာနာကိုဂမန်ကရံဘာပြစ်လို့တိုင်းပြည်ကိုကယ်သေးရသားနဲ့ရွေးကောက်ပွဲမရှိပဲအာနာလူဖို့အတွက်ယူစားနေတယ်လဲဆိုတာလူတို့ကနားလည်နေလူတို့စုံမပါလေကျေးဇူးတင်ပါတယ် ရေပေးကြောင်ရွေးကောက်ပွဲကိုတက်ရောက်မှုတွေရှိနိုင်မလားဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးနေတာဖြစ်ပါတယ်။တပိတ်ကအချိန်ရလာပါပြီဆက်ပြီးတော့ကျွန်တော်ဆွေးနွေးပါမယ်။အခုတော့သတင်းပေးပို့ချက်တရက်ကိုကြည့်ကြပါဗျာ။ပြီးခဲ့တဲ့ဇူလိုင်လလယ်လောက်ကစပြီးမြန်မာပြည်မျိုးဖက်ကစကိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနှစ်ပေါင်း90ကျော်အတွင်းအဆိုးအဆုံးယူလွှမ်းမှုခံခဲ့ရပါတယ်။တခြားတိုင်းနယ်ပြည်နယ်တော်မြန်မာမှာလည်းဇက်တိုက်ဆိုသလိုယူလွှမ်းမှုတန်းကိုခံခဲ့ကြပြီးရေပေးသိမ့်ဧရိယာနိုင်ငံဧရိယာရဲ့ထုတ်အပ်ကျော်ရှိခဲ့ပါတယ်။အော်ကူလာစနေရနေ့တီအဆိုးအကထုတ်ပြန်ထားတဲ့အစင်းအရ မြန်မာနိုင်ငံတဝမ်းလုံးမှာရေပေးကြောင်တည်ဆုံသူ103ယောက်ရှိခဲ့ပြီးရေပေးတင်သူပေါင်းတတန်းကျော်ထိမြင့်ဆုံးရှိခဲ့ပါတယ်။ခုချိန်မှာစတင်ယူလမ်းမှုခံခဲ့ရတဲ့မြန်မာပြည်ထက်ပိုင်းမှာရေပြန်လဲကျဆင်းသွားပေမဲ့ပျက်စီးသွားခဲ့ရတဲ့တိမ့်နဲ့ချီတဲ့လယ်မြေအေကတွေနဲ့ရေပေးတင်ခံရသူတွေရဲ့ဘဝတွေပြန်လဲဥမော်လာဖို့တော်တော်လှုပ်ယူရမယ့်အခြေအနေရှိပါတယ်။မြန်မာပြည်အောက်ပိုင်းမှာတော့ယူလမ်းမှုဒဏ်ကိုဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။မိုးလီဝတ္တပညာရှင်ဦးထွန်းလင်းရဲ့ပြောထားချက်အရ လက်ရှိမုတ်တုံမိုးဆက်မပြတ်ရောသွုံမှုနဲ့ရည်ကြီးရချမ်းမှုတွေဟာတန့်သွားခဲ့ရင်တော့ရပ်ပိုင်းလောက်ပဲအမကန်ချက်ရှိနေပြီးစက်တင်ဘာနဲ့နိုဝင်ဘာလတွေမှာပြန်လည်အားကောင်းလာပွဲရှိနေတယ်လို့ဆိုပါရယ်တစ်ဖက်မှာလည်း2015အထွေထွေရေကောက်ပွဲကျင်းပဖို့အချိန်အားဖြင့်ရပ်ပေါင်း80ကျော်ပဲလိုပါတော့တယ်တိုးတော်လည်းနောက်ထပ်ရည်ကြီးမှုတွေထပ်မံဖြစ်ပေါ်လာနိုင်ပွဲရှိနေသလိုလက်ရှိရေဘေးအသင့်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးကိုလာပေါင်းများစွာအချိန်ယူလို့ဆောင်ရနိုင်ပါတယ်ဒီအချိန်မှာရွက်ကောက်ပွဲရက်ကိုရွှေဆိုင်တင်နေဆိုတဲ့ယူဆတွေထပ်ပေါ်လာပါတယ်ဒါပြင် ပြန်လည်ထူထောင်ရေးနဲ့မဲဆွဲစည်းရုံးမှုရောရှက်နိုင်မှုတွေရေပေးသင့်ပြည်သူတွေရဲ့ရွေးကောက်ပွဲပေါ်အောင်ဆက်နိုင်ခြင်းအနေအမြင်နဲ့နောက်ဆက်တွဲရေပေးပြဿနာတွေလည်းရှိနေပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့2015ထွေထွေရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုရွှေ့ဆိုင်းတော့ဖို့မရှိဘူးလို့တရားဝင်ကြေညာပြောဆိုထားပါတယ်။